မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဆက်လန်းလေးကတော့စာရေးဆရာတုံညရှိသားထားတဲ့တခိုင်ဆိုတဲ့လူမိုက်ဇလံကောင်အတွဲနှစ်ရဲ့အပိုင်းကိုကိုစာမှုရှိသလောက်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါရယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါခင်ဗျာ သူတို့တွေအားလုံးပါ လဲကူးတဲကလှုပ်ဝတ်တဲ့နေရာတစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။အခုလည်းဝိုင်းဖွဲ့ပြီးတော့ထိုင်တော့လို့နေကြတယ်။အားလုံးထဲမှာ အထီးဆုံးကတော့ငထုံးပဲဖြစ်ပါတယ်။ခေါင်းမှလည်းပတ်တီးတွေက အဖွေးသားနဲ့ကျွန်တော်တို့ပဲအချိန်ထိဂူအောင်နေရမှာလေ။ရိုးစော်ရဲ့စကားကြောင့်ပဲ။နေအောင်မျိုးစော်ရ။မင်းကဒီတပွဲပဲဖြစ်တာ။ငါတို့ကပွဲတွေရာဆက်နေတာ။အကိုကြီးလည်းခေါင်းစားနေတယ်။ မြင်ငါပြီးမစားကြင်ရင်အကိုကြီးပြောတာကိုနားထောင်ကွာရခိုင်ကြီးမှပြောလိုက်ချင်းဖြစ်ပါတယ်မြင်ငါပြီးကောင်းပါတယ်ဗျကျွန်တော်ကမြင်ငါပြီးကြိုက်တယ်ကောင်းချင်းစီတမင်ပုပ်ပူလေးနဲ့ဆိုရင်လိုက်ပါလိုက်အေးမယောက်ဖတွေကကောင်းချင်းစီတမင်ကိုထိုးကြွလိုက်မယ်တဲ့ဝင်သွားလိုက်ကွာကျွန်တော်တခုတော့စဉ်းစားမိတယ်ဒီတစ်ခါဝင်ပြီးတော့ပြောတာကမှင်စာဖြစ်ပါတယ်ဘာလို့လဲ ငါထုံးကပြောလိုက်ချင်းပဲဖြစ်လေတယ်။စောက်ထိုးတယောက်အရန်ကြိမ်နေသလားလို့အဲ့ဒါမကောင်းဘူးနော်။ဒီလိုဆိုတော့အကုန်လုံးမှတိတ်ဆိတ်လို့သွားတော့တယ်။မင်းသာပြောတာဟုတ်တယ်။စောက်ထိုးအကြောင်းကိုကျွန်တော်သိတယ်။ဒီကောင်တစ်ခုကျန်းနေပြီထင်တယ်။ကျန်တော့လေကျန်ဖို့မျိုးစော်ရာဖြစ်တော့လေရှင်းတာပေါ့ဘာမှပူးမနေနဲ့။မဟုတ်ဘူးကိုတော်ရ။ပြဿနာတိုင်းကိုထားနဲ့ရှင်းလို့မရဘူး။ ပြီးတော့အဲ့ဒီအကောင်ကမိမလို့မိမရစိတ်နဲ့ဟေးယာအကိုကြီးရှိတယ်ဘာမှပူးမနေနဲ့အကိုကြီးရှိတာကတော့ရှိတာပေါ့ဗျာဒါပေမဲ့ပြဿနာအကုန်လုံးကိုသူ့အပေါ်ပုံချလို့မရဘူးလေအခုတောင်မှသူတော်တော်တိုင်ပတ်နေတာအေးမင်းပြောတာလည်းဟုတ်ပါတယ်ဒီတစ်ခါဝင်ပြောလိုက်သူကတော့ရခိုင်ကြီးပဲဖြစ်ပါတယ်ရခိုင်ကြီးငထုံးကခေါ်လိုက်ချင်းဖြစ်လေတယ်ဒီလိုဆိုတော့ ရခိုင်ကြီးကမေးဆက်လို့ပြလိုက်တယ်။မင်းနဲ့ငါအဲ့ကောင်သွားရှင်မလား။ပြန်ငါထုံး။မင်းပုံလည်းမင်းမှန်ထဲမှာပြန်ကြည့်ပါဦး။လူကြီးတော်အီဂျစ်ပြည်ကမမ်မီတွေလိုပဲ။ပတ်တီးတွေအပွေးသားနဲ့။ပေလောက်တဲ့တံရတွေမဟုတ်ပါဘူးကွာမင်းရတယ်။နေစားမအောင်ကွာ။အကိုကြီးမပြောပဲ။ဘာမှမလုပ်တာကောင်းနေကွာ။လောလောဆယ်တော့ငါတို့အေးစေးငြိမ်နေကြတာပေါ့။ပြီးရောကွာ။ ဒီနောက်မှာတော့သူတို့အားလုံးတောက်ဆရာရှိတာကိုသာဆက်လက်ပြီးတော့တောက်နေလိုက်ပါတယ်။အပြေးကတော့ပြင်းများဆဆမရှိပါ။တို့ပါတော့လေအရွယ်တော်ငရက်များကိုမီးဖောက်ပြီးတော့စားရချင်းပါလေ။သူတို့အတွက်အတော်လေးကိုမှကတွင်တွေ့လာပါတယ်။လော်စွာမှခြုံပြီးတော့မှုလာတယ်။အနိုင်ဆိုရင်တကောင်ပြီးတကောင်ဆက်ထိုက်ဆိုသလိုကျိတ်နေပါတော့တယ်။အနှစ်သာရတွေရှိလားမရှိလားဆိုတာတောင်မှ အသေးချာမသိတဲ့ခေတ်ကာလကြီးထဲမှာတက်ခိုင်တယောက်လုံးထဲချလဲလိုက်နေခဲ့ပါတယ်။ရှင်းရမယ့်ကိစ္စတွေမှာမနှဲမနှောပဲကိုတခါတလေတော့လေရွှေတောင်ပေါ်တင်းချိုင်းအဆက်ကသူ့ရဲ့လဲတွေကိုတတိရှာတယ်လို့လို့ရှားဒူဆိုင်မြေကမ်းနှပေးကကိုင်းတွေကိုလွမ်းတယ်လို့လို့ဖြစ်မိပါတယ်။ပြီးတော့တစုံတယောက်ကိုရောပေါ့အကိုကြီးအေးဘာလဲကွာမင်းသူအချိန်ကတော့ နန္ဒ၈နာရီကြုံလေးသာရှိပါသေးတယ်။တပ်ခိုင်တယောက်မှာအဲခန်းထဲမှာပဲပြုတ်ထမင်းစီစန်းကိုထိုင်ပြီးတော့စားနေတဲ့အချိန်မှာပဲမင်းသူ ရောက်လာခြင်းဖြစ်ပါတယ်။အကိုကြီးဒီနေ့ဘာစားမလဲ။စားကြင်တာကတော့ကွာ။ဝဘိုးမြေနှုတ်နှုတ်လေးနဲ့ဝတ်သားချက်စားခြင်းနဲ့ပြီးတော့ငါးစီပေါင်းစီပြန်ရောပဲ။ဒါပေမဲ့ဒုက္ခခံနေပါနဲ့ကွာ။ရှားမှာချက်။မရရင်အဆင်ပြေတာချက်။ ငါကငတ်ရင်အကုန်စားတယ်ကွာရခိုင်မရှိတဲ့အတွက်တက်ခိုင်ရဲ့စားရေးတောက်ရေးအဆင်ပြေစေဖို့ထမင်းချက်ခေါ်ယူထားခြင်းဖြစ်ပါတယ်အဲ့ဒါကိုလည်းမင်းသူမှစီစဉ်ပေးထားခြင်းပဲဖြစ်တော်တယ်အကိုကြီးခွမ်းမြင့်ချင်လောက်ကတော့အပြိုကြီးစီမာတင်ရပါတယ်ကျွန်တော်ငါးစီးပတ်မှာငါးစီပေါင်းရှားကြည့်ပေးမယ်လေဒီအချိန်ရှိအောင်မလားမသိဘူးအေးအေး ီနောက်မှာတော့မင်းသူထွက်သွားသလိုတောက်ခိုင်ကလည်းစားစရာရှိတာဆက်လက်ပြီးတော့စားနေပါတော့တယ်မင်းသူတယောက်မှာတော့သူတို့အကိုကြီးစားကျင်တဲ့ငါးစီပေါင်းများကိုမရမကလိုက်ရှာပြီးတော့ဝယ်တဲ့အပြင်ငါတလောက်ဥတွေပါလက်ဆောင်ရှားလိုက်ပါတယ်ဒီလိုဆိုတော့ဈေးပြင်ပါကိုပြန်ထွက်လိုက်ပြီးကားပေါ်ကို ပြန်ထပ်ပြီးတော့စကဝါပင်လမ်းအတိုင်းဘောင်းချလို့လာခဲ့တယ်လမ်းတဝက်ကိုရောက်တော့အထောက်မှာကားတစ်စီးကပ်ပြီးတော့ပါလာကို တတိပြုလိုက်မိပါတယ်။တက်ခိုင်လိုက်ခိုင်းတဲ့ကိစ္စတကူဖြင့်ဒီဘက်ကိုလှည့်ပြီးတော့ဝင်လာခြင်းပါ။ကြည်ရင်ကြည်ရင်နဲ့မဲသူတယောက်မှအဲ့ဒီကားကို စိတ်ထဲမှာတိတ်ပြီးတော့မတင်ကားခြင်းတလို့ဖြစ်လာတယ်။ဒါကြောင့်မလို့ဝင်ရမယ့်အိမ်ကိုမဝင်တော့ပဲဆလင်းလန်းအရောက်မှာတော့ကားကိုခွေလိုက်ပြီးနတ်ဆင်လမ်းမဘက်ကိုဥတီလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာငါးစေးပတ်အချမ်းကိုပြန်လဲပြီးတော့မောင်းနှင်သွားခဲ့တယ်။သူ့ကြည့်ရသည်မှာ ပြင်းလို့ကားလိုက်ပြီးတော့မောင်းနေတာနဲ့ပင်တူနေပါတော့တယ်။မင်းသူထင်တာမှန်ပါတယ်။အဲ့ဒီကားဒီအခုချိန်အထိမင်းသူအနောက်ကိုတောက်လျှောက်လိုက်နေတုံဖြစ်တော့တယ်။ဒီလိုဆိုတော့မင်းသူမှာဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်ပါတော့တယ်။ဈေးရှိကိုမင်းသူပြောင်းသွားတော့ဘယ်လေးတို့အဖွဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။စောနာက မင်းသူ ဖုံးဆက်လိုက်သူမှာဘယ်လေးပဲဖြစ်တော့တယ်။ဟေ့ဘယ်မှာလဲ မင်းသူဟာကားပေါ်ကဆင်းဆင်းချင်းဘယ်လေးကဘေးလိုက်ချင်းဖြစ်ပါတယ်ဒီလိုဆိုတော့မင်းသူမှာလမ်းမတနေရာကိုဘေးဆက်ပြီးတော့ပြလိုက်တယ်ခိုးကအမေရောင်ကောင်တွေ့ရမဟုတ်လားအေးတွေ့ရလေမင်းသူတို့ဘယ်လေးတို့လှမ်းပြီးတော့ကြည့်နေတာကိုတီသွားလို့ထင်ပါရဲ့ထိုကားမှာတော့ရုပ်ချင်းဆိုသလိုမောင်းထွက်လို့သွားတော့တယ်ဘယ်လေးငါအိမ်ပြန်အောင်မယ် မင်းအချိန်အားရင်အဲကောင်တွေအကြောင်းနဲ့နဲ့စုံစမ်းကွာဘာမှမသိပဲနဲ့ရမ်းပြီးတော့မလုပ်ချင်လို့အေးပါဒလောဆယ်တော်ငါလည်းဈေးတဲ့ဟာဇီဟာတကူရှင်းနေလို့ကားနံပါတ်ကတိနေတာပဲကွာရှာမခတ်ပါဘူးအေးအေးပြီးရောနေ့လေတစ်ချက်ဒီကတနေ့အခင်လုံးရှင်းစရာရှိတာတွေရှင်းပြီးတဲ့နောက်မှာတက်ခိုင်တယောက်မှာစိတ်ရှုပ်ရှုပ်ဖြင့်ထမင်းစားပို့မီးပို့ဆောင်တဲ့ကိုခွဲလာခဲ့ပါတယ် ပြင်းထန်နေတဲ့ကရင်ငပိချက်တစ်ခွနဲ့အတိုးအမြုပ်အဖြစ်ဘုံလာရွက်အချင်းပါကစုံးရပြုတ်မုန်တ်တို့ငချင်းသည်တခွားသည်တို့ပပါတယ်ဟင်းအနေဖြင့်ကတော့ဂွက်မြင့်ချင်းကတခွပါငားစီပေါင်းစီပြန်ဟင်းကတခွငားဥကြော်တခွအပြင်အပြိုဤစေတနာပို့ပြီးတော့ထည့်ပြလိုက်တဲ့ငပြောဘူးရခိုင်ထောင်းလဲပါလာပါတယ်တခါတယောက်မှာသူ့ရှေးမှာဟင်းကွက်တွေကိုကြည့်ပြီးတော့ ရန်ကုန်ရောက်ခါသာကမိမိစားတောင်းနေထိုင်ရှာပုံတွေကိုပြန်လဲမြောက်လာမိလို့စိတ်ထဲမှာပြုံးမိပါတော့တယ်။အဲ့ဒီတုန်းကများထမင်းပူပူလေးကိုစီလေးနဲ့နဲ့ဆန်းစတော်ပဲပြုတ်လေးဖြုတ်ပြီးတော့ငပိရင်နဲ့ထဲပြီးတော့စားနေရှာရင်ကိုကျေနပ်နေသူဖြစ်ပါတယ်။အဲ့ဒီအရာသာကိုလည်းအခုထက်တိမမေ့နိုင်ပါ။အဲ့ဒီနောက်မှာလက်စေးရေကွက်မှာလက်စေးပြီးတော့တက်ခိုင်တယောက်မှာထမင်းစားဖို့ဝင်ထိုင်လိုက်ပါတယ်။ ဘေးမမင်းသူအပါအဝင်သူ့တပည့်တော်တော်များများမတ်တပ်ရက်လိုနှေးကြပါတယ်ဟေ့ရမင်းတို့ရောစားပြီလားတက်ခိုင်ပေးလိုက်ခြင်းဖြစ်လိမ့်တယ်ဟုတ်ကဲ့ပြီးပါပြီအခုကြီးဒီနေ့ဘာရင်ချက်လဲပြီးဆုံးပဲကလားဟင်ပါအဲ့တမျိုးတယ်လားဟုတ်ဟာမင်းတို့ရောက်နေတာဒုက္ခတဲ့စကံမဟုတ်ဘူးကွာ ဘလို့ပြစ်ပြီးတော့အဲ့တမျိုးတည်းနေစားမအောင်ရခိုင်ဟိုဘက်ကိုရောက်နေတဲ့နောက်ပိုင်းမီးပို့ကြောင်အတုံးစိတ်ကိုဘသူကကင်တာလဲဘသူမှမကင်ပါဘူးအကိုကြီးလိုတလောက်ပဲထုတ်ပြီးတော့တုံးကြတာကျွန်တော်လဲဘာတွေဝယ်ပြီးတော့ဘာတွေချက်အမှန်မသိတော့လူ အများစာကိုအစင်ပြေတာပဲချက်ခိုင်းလိုက်တာမီးပို့ကြောင်အတုံးစိတ်တွေစရင်အတိအကျနဲ့ရှေ့ပါလေအကိုကြီးဘဲသူရဲ့စကားအဆုံးမှာတော့ဟဲ့ မင်းတို့ကိုကြွေးလို့ငါမွဲမသွားဘူးကွာစားရရာရှိတာစားအသားငါးလေးပါလိလဲချက်ပြီးတော့စားနိုင်တော့စားတာစားခွင့်ရှိတော့စားတာစားတာကွာဟုတ်ကိုကြီးဒီနောက်မှာတော့တက်ခံတယောက်မှာဘာစကားမှမဆိုတော့ပဲခမဲစားဖို့ဟန်ပြင်လိုက်ပါတယ်อืมမင်းတို့ဆိုတဲ့ကောင်ကတော့လှုပ်ပါပြီချက်တော့လဲဝက်မြက်ချင်တို့ဆရာကဘုံလာရွက်ချင်ပါစားပြင်တော့ဘိုင်းနဲ့အိမ်သားကိုတခါတည်းပေးစားတော့မယ်ဂိမ်းပါပဲ။ နောက်ပြတာနောက်မှာရှင်းပြီတော့ပဲကဲလာလီရော့တက်ခိုင်တယောက်မှာစားကောင်းကောင်းနဲ့စားနေဒီမှာနှစ်ပကံအကုန်လို့သွားပါပြီတက်ခိုင်ဒီရေခွားကျုံးပေါ်သားတယောက်ဖြစ်တော့လေငါ့ကိုတိတ်ပြီးတော့မကြိုက်ပါတို့ပါတော့လေငရမ်းကြောက်ငချမ်းကောင်ငရမ်းအိုငါးစီပေါင်းအစားရှိသည်တို့ကိုတော့ကြိုက်နှစ်သက်သူဖြစ်ပါတယ်ငရမ်းကပန်တော့ငချမ်းအကောင်တို့စသည်တို့အဆိုးဖြစ်နေလျင် အချောင်မလန်းတာတဲ့လက်လက်ဆက်ဆက်ကိုဆိုလိုခြင်းဖြစ်ပါတယ်မီးပုတ်ဒီပါ စားလိုက်တယ်ချက်လို့ကတော့ဘယ်တော့မှမစားပါအကိုကြီးတက်ခိုင်သုံးပကံမြောက်ထမင်းထည့်နေတဲ့အချိန်မှာမင်းသူ့မှာထိုးတို့ခေါ်လိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတဲ့အခါမှာတော့နေအောင်မေသူငါထမင်းစားလို့ကောင်းနေတော့စားလိုက်အောင်မေကွာ စားပြီးမှပြောဟုတ်အကိုကြီး နိုင်ဝက်ခံကြမှာစားတော့ပြီးစီးသွားပြီဖြစ်တာကြောင့်တက်ခိုင်တယောက်မှာလက်ဆေးပြီးတော့အေကန်ဘတ်ကိုဥတီလိုက်ပါတယ်။ငှားထားတဲ့ထမင်းချက်တွေကတော့တက်ခိုင်စားပြီးသားတွေကိုတိမ့်ဆဲရှင်းလင်းနေကြံနေခဲ့ပါတယ်။ကဲပြောမယ်သူဘာဖြစ်လို့လဲ။တက်ခိုင်မေးလိုက်ခြင်းဖြစ်ပါတယ်။ဒီလိုဆိုတော့မင်းသူကလည်းမနက်ကအဖြစ်အပျက်တွေကိုအတော်ချုံးပြီးတော့ပြောပြလိုက်ပါတယ်။ ဲ့ဒီတော့ဘယ်လေးခြာဒိတ်တွေစုံစမ်းကြည့်လိုက်တော့ခိုးပတ်ကံကကောင်းလေတဲ့နာမည်တိတ်ပြီးတော့မရှိဘူးကြီးစားတွေဖြစ်ပုံများတယ်ကျွန်တော်အထင်အဲ့ဒီအကောင်တွေအကိုကြီးရှိတဲ့နေရာကိုခြေရာခန်းနေတာဖြစ်လိုက်ပဲမင်းသူ့စကားကြောင့်တက်ခိုင်မှာမျက်မှောင်ကိုကျုံလိုက်ပါတယ်ဗါလေဆက်ဆန်းဟာတိုးကြီးရဲ့လူတွေလားဒီခွေးတောင်းသားကား ငါတမင်အထာထားပြီးတော့လှုပ်ပေးထားတာကိုဘာတွေဂျိုးထောင်ချင်းနေတာလဲမသိဘူးဆက်ဆန်းတော့မဟုတ်ဘူးအကိုကြီးအလက်ချောင်းဘက်ကဘာထုလဲကွာသက်သက်သေးပဲဥစားဒီလိုဆိုတော့မင်းတို့တယောက်မှပါဇက်ပိတ်လို့သွားတယ်လို့တက်ခိုင်ကလည်းတစုံတစ်ခုကိုတတိယလို့သွားမိပါတယ်တိုးကြီးနဲ့အလက်ချောင်းဘက်က အကောင်တွေမတည့်ပါဘူးနေမီကကျင်းတော်လဲစိတ်ကန်းကိုစီ ရှိကြတာကြောင့်ဂွင်ပေါ်တဲ့နေရာတွေဖြစ်ပါတယ် သူတို့အချင်းချင်းတယောက်နဲ့တယောက်မျက်စောင်းထိုးနေတယ်လို့သိရတယ်။ဒါနဲ့အလက်ချောင်းကကောင်တွေကသူ့စီကိုဘာဖြစ်လို့ရှောက်လာခဲ့တာလဲ။တက်ခိုင်မှာငြိမ်သက်စွာစဉ်းစားတွေးတော့အဖြေရှာနေမိပါတယ်။ဒီကိစ္စတိုးကြီးမှာအဖြေတစ်ခုခုရှိလောက်ပါတယ်။ဟဲ့အောင်မင်းသူမျိုးထိုက်ကိုငါစီလာဖို့ပြောလိုက်စမ်းဟုတ်အကိုကြီးနောက်တနေ့မှာတော့အကိုကြီးရှိလား ညာစေးရဲ့မိသားမျိုးထိုက်တယောက်ရောက်ရှိလာခြင်းဖြစ်ပါတယ်ဟုတ်ကူမျိုးထိုက်အဲခန်းထဲမှာခဏထိုင်နေဦးကျွန်တော်အကိုကြီးကိုသွားပြီးတော့ခေါ်ပေးမယ်ခြားတိတ်တယောက်မှာဒီလိုပြောပြီးတော့အပေါ်ဆုံးတက်ကိုတက်သွားတယ်လို့မျိုးထိုက်ကလည်းအလဲတက်ကအဲခန်းထဲမှာဝင်ပြီးတော့ထိုင်လိုက်တယ်ဒီအဲခန်းကတက်ခါရဲ့လူရင်းတွေနဲ့အရေးကြီးပုံကူများတာလာခွင့်ရှိပါတယ်မျိုးထိုက်တယောက်မှာ ဘေးဘီဝေယကိုတစ်ချက် ကြည့်လိုက်တယ်။မဲသူတို့ဘယ်လေးတို့ကိုမတွေ့ရပါ။ဘဲတွေရောက်လို့နေပါလေ။အင်းလေ။သူတို့လေသူတို့အလုပ် သူတို့ရှေ့မှာပေါ့။ဟေ့ရရောက်ပြီလားဟ။လေကားပေါ်မှာဆင်းလာရဲ့။တက်ခိုင်ဒီလိုလှမ်းပြီးတော့ပြောလိုက်ချင်းပါ။ဒီလိုဆိုတော့မျိုးထိုက်တယောက်မှကပြားကတိမတ်တပ်ထားပြီးတော့ရှက်လိုက်ရင်နဲ့ဟုတ်အကိုကြီးလို့ပြန်ပြီးတော့ဖြေးလိုက်ပါတယ်။သိပ်ပြီးတော့မှကြာတက်ခိုင်လေဧကန်တဲ့ကို ရောက်ရှိလို့လာခဲ့တယ်။အဲ့ဒီအချိန်အထိမျိုးထိုင်မှာ မတ်တပ်ရက်လို့နေဆဲပါပဲ။ဟေး။ထိုင်စရာရှိတာထိုင်စမ်းပါကွာ။စောက်ပူတွေလုံမနေနဲ့။ဒါနဲ့ဘာတော့မလဲ။ရပါတယ်အကိုကြီး။အကိုကြီးအစဉ်ပြေတာသာလှုပ်လိုက်ပါ။ဒီလိုဆိုတော့တက်ကြိုင်မှာသူ့ဘေးကခြာတဲ့တယောက်ကို ဝီစကီနဲ့အမြည်တွေသွားရှူဖို့ပြောလိုက်တယ်။ပြောစမ်းပါအောင်။ မင်းနဲ့မြေအခြေအနေအေးဆေးပါရဲ့အကိုကြီးရဲ့ဘာမှမဖြစ်ပါဘူးဒီရက်ပိုင်းမှာလူစိမ့်တွေပါတွေတတိထားမိလားတက်ခိုင်ဒီလိုမိတော့မှရိုးထိုက်တယောက်မှတစုံတစ်ခုကိုတတိရတဲ့ပုံစံဖြစ်ပဲအကိုကြီးပြောမှတတိရတယ်နှစ်ယောက်စာသုံးယောက်စာလောက်ကျွန်တော်တတိထားမိတာကြားနေပြီဈေးတဲကိုလျှောက်လာပြီဘာမှလည်းမဝဲဘူးဘာမှလည်းမကြောင်ဘူး ခိုးကြောင်ခိုးဝတ်နဲ့ဖိုကြီးလိုက်တီးကြီးလိုက်စိုင်းထိုင်လိုက်လုံနေကြတယ်။သူတို့ဘလောက်ခိုးကြောင်ခိုးဝတ်လုံလို့ကျွန်တော်တို့ခြေထိတ်တွေကနေရာအနှံ့မှာရှိတော့ကျွန်တော်ပြန်ပြီးတော့သိရတယ်လေ။အရေးမကြီးဘူးထင်ပြီးတော့အကိုကြီးကိုတတ်မင်းအတိမပေးတာ။တခုအဖြစ်လဲအဲ့ဒီကောင်လေးလောက်တော့ကျွန်တော်တို့ရှင်းလို့ရပါတယ်။မပေါ့နဲ့မျိုးထိုင်။ရန်သူကိုအထင်မသိနဲ့။ဟုတ်ပါအကိုကြီး။နောက်တစ်ခါတွေ့ရင်ကျွန်တော်တို့ဆွဲစီထားလိုက်မယ်။ ပြီးရင်မှလောက်ကွာအာနာပိုင်တွေတတိထားမိမယ်အလုပ်မျိုးကိုဒီရက်ပိုင်းမှာလုံးဝလုပ်လို့မရဘူးဟုတ်ကိုကြီးတက်ခိုင်စကားပြောနေတဲ့အချိန်မှာဝီစကီသွားပြီးတော့ယူတဲ့ချာတိတ်ပြန်ပြီးတော့ရှောက်လာလို့စကားဝိုင်းမှာခစ်တာပြတ်သွားပါတယ်ဘလူးတလုံးပါလာတယ်ဝက်စီပေါ်ကြောင်နဲ့ငရုတ်စီတပွဲပါလာပါတယ်အမဲကြော်ပါတယ်ဤမြတာဖြစ်တော့တယ်ရခိုင်ကြီးမရှိကြတဲ့ကတက်ခိုင်လည်းအမြေးကောင်းကောင်းမဆားပါ ပြောမဲ့သာပြောတာပါ။ဘာအမေးချာချာသူ့အိတ်ကတ်ထဲကဈီးတော်ပြီးမမှန်းသည်အစားရှိသည့်တို့ကိုသာထုတ်ပြီးတော့မြည်တတ်သူ ဖြစ်ပါတယ်။တခါတလေစိတ်ပါမှ အောက်ကအမေးကိုနှိုက်ပြီးတော့စားလိုက်တယ်။တခုတော့ရှိတယ်။ဝက်စီဘတ်တော့သူကြိုက်ပါတယ်။မေတိုးကြီးကိုတိလား။ဝီစကီပလင်းကိုဖင်ဆောင်ပြီးတော့ဖွင့်လိုက်ပြီးခွက်ထဲကိုငှဲ့နေရင်မှတက်ခိုင်ထိုးတော့မေးလိုက်ချင်းပါ ဆက်ဆန်းအကောင်လားအေးတက်ခိုင်ပါဒီလိုပြောပြီးတော့လက်ထဲကပလင်းကိုမျိုးထိုက်ဘက်ကိုကမ်းလိုက်တယ်ဒီလိုဆိုတော့မျိုးထိုက်မှာရွရွတေတေထယူရင်းနဲ့တိတယ်လေကိုကြီးရဲ့ခိုးပကန်းရဲ့လိုင်းတတော်များများကိုအဲ့ဒီကောင်ကင်ထားတာမင်းနဲ့အကန့်ရှိလားတယောက်နဲ့တယောက်သူဘာလဲကိုဘာလဲဆိုတဲ့ပုံစံမျိုးနဲ့တော့တိကြပါတယ်ဒါပေမဲ့အကန့်တော့မရှိဘူး အလက်ချောင်းပတ်မှာဘာတဲ့င်းနေကြတယ်ဘလို့ကောင်တွေရှိတယ်လဲอืมအလက်ချောင်းပတ်ကသွားရှုပ်လို့မရဘူးအကိုကြီးရေသူ့ဟာသူ့နဲ့ကိုရှုပ်ရှာခတ်နေတာဘာကောင်တွေမှန်းလဲကိုမသိတာ လူမိုက်လို့လို့ကြေးစားလို့လို့အကောင်တွေမှုလို့ပေါက်နေတာပဲတယောက်ချင်းခြုံပြီးတော့မိုက်တဲ့အကောင်ရှီလားဆိုတော့လည်းမရှိဘူးဒါပေမဲ့သူတို့အချင်းချင်းအချမ်းစီးလုံးနေတာနော်ခိုးကောင်တိုးကြည့်တော့မှသွားပြီးတော့မထည့်ရဘူး ဒါလို့ဆိုရင်လိုချင်တဲ့အဖြေတစ်ခုတော့ရပါပြီတက်ခိုင်မှာမျိုးထိုက်ကိုခေါ်လိုက်ရခြင်းမှလည်းမျိုးထိုက်ဒီခိုးပကန်းကိစ္စရများကိုနှမ်းဆက်သူဖြစ်တာကြောင့်ဖြစ်ပါတယ်တိုးကြီးကိုဆက်သွယ်ဖို့မင်းစီတင်ပေးနိုင်မလားတက်ခိုင်မေးလိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့မျိုးထိုက်တယောက်မှာခေါင်းကိုညှိလိုက်ရင်ဖြင့်အဲ့ဒီလောက်ကတော့ရှားပါတယ်ကိုကြီးအေးဆက်သွယ်ပြီးရင်ပြောလိုက် ငါလာတွေ့မယ်လို့အကိုကြီးအဲ့ကောင်တွေဘက်အချမ်းကိုမသွားတာကောင်းမယ်နော်ကျွန်တော်ဒီဘက်ကိုချိန်လိုက်မယ်မင်းပရိကဒီဘက်ကိုပေါ်တင်လာရဲမယ်ထင်းနေလို့လားငါဘာမှမလုပ်ရင်တော့မသူ့ကိုဝိုင်းပြီးတော့စီမဲ့ကောင်တွေမှာအများကြီးဒါပေမဲ့ကြောက်မျိုးထိုင်စောက်စကားမရှိနဲ့ကွာငါပြောသလိုလှုပ်ရှားမှာမင်းစောက်ကြောက်လားတက္ကံရဲ့အတံမှာနည်းနည်းကျဲသွားတဲ့ဖြင့်မျိုးထိုင်မှာလည်းဇက်ကလေးပုလို့သွားပါတော့တယ် ဟုတ်ပါကိုကျွန်တော်ကအကိုကြီးကိုစိုးရင်လို့ပါဘယ်ကောင်းမှနှခါပြန်မသိပါဘူးကွာပြီးတော့လေအတိသားကြီးတက်ခိုင်မှဒီလိုပြောပြီးတော့ဖွာချန်းကိုမင်းညီပြီးဖွာဆိုင်လို့နေပါတော့တယ်ရိုးထိုက်ကလည်းဝီစကီနှစ်ကုံငန့်ငုံပြီးတော့တိတ်တဆိတ်စဉ်းစားကန်ဝင်နေတယ်ဒီကိစ္စငထုံးတို့ရခိုင်ကြီးတို့ကိုတော့မတိမတာလှမ်းပြီးတော့အကြောင်းကြားပါမယ်နောက်မှသူ့ကိုစောက်ခွက်ထိုးခြင်းလဲထိုးပစီတော့ ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာတုံညာရဲ့တက်ခိုင်ဆိုတဲ့လူမိုက်ဇလံအတွဲနှင်းရဲ့အပိုင်းကိုကတော့ဒီလောက်နဲ့တင်ပေးဆုံးလို့သွားပါ යි ခင်ဗျာ။ကြံရှိနေတဲ့အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထအောင်ပဲဖြစ်ပါတယ်ခင်ဗျာ။